Hello အားလုံးပဲမင်္ဂလာပါ Rich Day Love and Cash Reading Page မှာကြိုဆိုပါရစေ။ Rich အခုလုပ်ပေးမယ့် reading က Rich voting လေးနဲ့ခွဲပြီးတော့ဟိုတင်ပေးမယ်ဆိုပြီးတော့ပြောထားတဲ့ reading ပေါ့နော်။အာအဲ့လိုမျိုးတပတ်လူနဲ့ကိုယ်နဲ့ကြားထဲမှာ decision making တကယ်ကိုခြောက်ခြောက်ရမယ်အလုံးဝ something about final decision ချပြီးတော့သူနဲ့ကုနဲ့ချတဲ့အဆုံးသက်ကဘာလဲပေါ့ do or die something အဲ့လိုမျိုးတခုခုလောက်တော့မယ်ပြတ်တော့မယ်ပါညာတာတကားပေါ့နော်အဲ့လိုလူတွေအတွက်ကို arrange လုပ်ပြီးမှဆိုပြီးတော့ပြောထားတဲ့ reading မှာအဲ့တော့ဒီမှာကကြတော့ energy check ကိုတော့ risk ဒီမှာမပြောတော့ဘူးအရှိရက်ကလည်း reading တခုတင်ပြီးသားပေါ့เนาะအဲ့တော့အဲ့ဒီဟာကတော့ fine ending ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ reading ကိုသွားကြည့်ခြင်းလည်းရတယ်အဲဒီအခုလုတ်ပေးမဲ့ reading ကကြတော့အဲ့ fine ending မရောက်ခင်ဘယ်လိုပုံစံမျိုးတွေနဲ့အဆုံးသတ်မှာလဲပေါ့အဲဂျားကာလာအချိန်တော့ဒီမှာတဖြည်းဖြည်းချင်းအဲကြော်ဖြတ်ရမယ်နေ့ရက်ဒီလိုပဲပြောရမယ်ပေါ့เนาะဆိုတော့အဲ့ fine ending မရောက်ခင်ဂျားထဲမှာဘယ်လိုပုံစံမျိုးတွေနဲ့အဆုံးသတ်သွားမှာလဲဘယ်လိုပုံစံမျိုးတွေဖြစ်လာမှာလဲအချိန်နည်းကဘယ်လောက်ထိဆိုးရွားသွားမှာလဲကောင်းမယ်ဆိုလို့ရှိရင်ဘယ်လောက်ထိကောင်းလာမှာလဲပေါ့เนาะဒါကို risk ကြည့်ပြီးတော့မှဖြစ်ပါ ပါတယ်။အဲ့တော့ဒီ reading ကတော့အဆင်ပြေနေတဲ့သူတွေအတွက်ကတော့သိပြီးတော့ကြည်ရင် energy match ဖြစ်မယ်လို့ rush မမြင်ဘူး။เนาะအဲ့တော့ဒီ reading တွေကတင်မဲ့တင်မဲ့ဆိုတော့ rush အချိန်နေလဲကြာခဲ့ပြီးအမ်အခုတင်ပေးဖြစ်တာပေါ့เนาะတော်တော်လေးနေမကောင်းနေကြရတဲ့အကုန်လုံးမျောနေတော့ rich အတင်းပြီးတော့လှုပ်ပြလိုက်တာဖြစ်တယ်အဲ့ကြောင့်မလို့နေမကောင်းနေတော့နှကောင်းတန်နေတော့တဲကြီးခံပြီးတော့နားထောင်ပြီးကြပါเนาะအဲ့တော့အဆင် မပြေနေတဲ့သူတွေနှစ်ယောက်ကြားထဲမှာအရန် struggle လုပ်နေရတဲ့သူတွေလုံးဝလွတ်ချခြင်းလောက်ရအောင်အရန်ဒီ energy ဒီ heavy ဖြစ်ပြီးတော့ကိုတကယ်ကိုရှေ့ဆက်ပြီးတော့ပေါ့နော်ဆက်မသေးနိုင်တော့လောက်တဲ့အထီကိုစိုးစိုးရွာရွာ um လေးလံလာတဲ့ connection နဲ့ပတ်သက်ပြီးတော့ကြည့်ချင်တဲ့သူတွေဒီမှာကြည့်လို့ရတယ်။နော်အဲ့တော့ဘယ်လိုပုံစံမျိုးနှစ်ယောက်ရဲ့အဆုံးသက်ကဖြစ်လာမလဲပေါ့နော်။ဒါလေးကိုအာကြည့်ချင်တဲ့ဆိုရင်ဒီ reading ကိုနားထောင်လို့ရပါတယ်။နော်အဲ့တော့ ဟိုဘယ်လိုပုံစံမျိုးတွေနှစ်ယောက်ကြားထဲမှာအဆုံးသတ်လာမလဲပေါ့နော်ဒီ connection မှာ heavy energy heavy message တွေပေးมาဖြစ်တဲ့အတွက်ကြောင့်မလို့ rich ဒီမှာသူပြောချင်တာကတိတ်အာအရန်ကြီးစိတ်ထဲမှာပေါ့နော်ဟိုမပြင်ဆင်ရသေးဘူးเนาะ ready မဖြစ်သေးဘူးဆိုတဲ့သူတွေကတော့မကြည့်ပါနဲ့ကြော်သွားပါလို့ပြောချင်တယ်ကိုအစင်းသင်းဖြစ်ပြီးကိုလုံးဝအရာအလုံးပြင်ဆင်ထားပြီးပြီးစိတ်လည်းလုံးဝမာတောက်နေပြီလုံးဝဟို တကယ်ကိုမာကျော်ခတ်ထန်နေပြီဆိုတဲ့အချိန်ကမပြန်လာကြည့်လို့လည်းရတယ်အာဒီမှာကကြတော့ rich energy run ထားတယ် energy run ထားတယ် energy run ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ဆုံး final ending ပေါ့เนาะမရောက်ခင်ဖြစ်လာမဲ့အဆုံးသက်ပုံစံတွေပေါ့ rich home မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ message ဒီ heavy ဖြစ်နေမယ် energy run ထားတဲ့အတွက်ကြောင့်မို့လို့လည်းဒီပုံစံအတိုင်းတော်တော်များများတွေ့ကြုံလာရနိုင်ရှိတယ်ဆိုတော့ be prepared okay အဲ့တော့ဆက်လာရအောင် ော့သူနဲ့ကိုယ်နဲ့နှစ်ယောက်ကြားအခြေအနေတွေမှာပေါ့နော်ဘယ်လိုပုံစံမျိုးတွေနဲ့ပြီးဆုံးသွားမလဲပေါ့ final ending မရောက်ခင်ပေါ့ဆိုတော့ final ending ကရှေ့ရက်ကတင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေအကုန်လုံးနဲ့အခြေအနေရက်ရက်မှာနည်းနည်းလေးတော့အစိတ်လေးတော့ပြင်ဆင်ပြီးထားပြီလို့တော့ rich မြင်နေဒီမီခောက်ပြီးတော့ဖြစ်သွားလောက်ပြီပေါ့နော်အဲ့တော့အခုကတော့အရင်မဆိုးလောက်တော့ဘူးလို့တော့ rich မြင်ပါတယ် okay အဲ့တော့ကြည့်ရအောင်သူနဲ့ကိုနဲ့ဂျာအချိန်တွေကဘယ်လိုပုံစံမျိုးနဲ့အဆုံးသတ်သွားမလဲဘယ်လိုပုံစံမျိုးနဲ့ပြီးဆုံးသွားမလဲဘယ်လိုပုံစံမျိုးနဲ့အဆုံးသတ်သွားကြမလဲ8 of cups တဲ့ဆလာတဲ့ကိုကဆလာကတဲ့ကိုက8 of cups တယောက်ယောက်ကတော့ move on ပြီးပြီလားဟုတ်လားအဲ့တော့နောက်တစ်ကပ် the emperor Now deck I three of pentacles. Now deck I two of cups. Uh, now deck I nine of pentacles. Now deck I the star. Okay. Now deck I the hang woman. Now deck I the devil. နောက်တစ်ခါက forest words နောက်ဆုံးတစ်ခါက night of wands okay အဲ့တော့ risk ကလေးတွေစီပင်ပြန်လာခဲ့ပါမယ်เนาะခဏလေးပါ hello i'm back so let's start the reading အဲ့တော့ကတ်တေရှာဖာလောက်ထဲကပြောလိုက်တယ်ပေါ့เนาะ okay နောက်ရောက်ထဲမှာတယောက်ယောက်ကတော့ move on လုပ်ပြီးသွားပြီး နော်တောင်မောင်ချန် move on ဖြစ်နေပြီပေါ့နော်နှစ်ယောက်ဒီမှာဆိုလို့ရှိရင်တချို့တွေကတပ်ပုံရိုက်ထားတဲ့ဟာတွေဒီဒီဒီကတ်ထဲကအတိုင်းပေါ့နော်အမ်နှစ်ယောက်ထဲကတစ်ယောက်ကတောင်မောင်ချန်လည်းနှစ်ယောက်စလုံးကလည်းဖြစ်နိုင်တယ်ဒီအခြေအနေကိုလုံးဝ move on လုပ်ပြီးတော့ကြောခိုင်းပြီးတော့တယောက်ကိုတယောက်ထားပြီးထွက်သွားတာမျိုးဒီမှာဆိုလို့ရှိရင်အမတ်တရားဓာတ်ပုံတွေပါလို့ဆိုမီးရှို့ဖြက်စီးပလိုက်တာမျိုးပေါ့နော်ဆိုတော့ just a oh, beautiful memory အနေနဲ့ပဲရှင်ထဲမှာပဲတင်စီထားရတယ်ဆိုတဲ့အနေထားမျိုးလေးပေါ့ တွေ့ရတယ်ဆိုတော့ okay သူနဲ့ငါနဲ့နှစ်ယောက်ကြားထဲမှာကဟိုလှလှပပလေးတွေ့ခဲ့တယ်ဒီအခြေအနေလေးတွေကောင်းတဲ့အာလှပတဲ့အခြေအနေလေးတွေကိုပဲရင်ထဲမှာသိမ်းထားတယ်ငါတို့နှစ်ယောက်ဟိုဘယ်လိုပြောမလဲမဖြစ်နိုင်တော့ပေမဲ့လည်းပေါ့နော်စိတ်ထဲမှာကောင်းတာလေးတွေပဲမှတ်ထားမယ်ပေါ့အဲ့လိုပုံစံမျိုးလေးတွေအာအမှတ်တရလေးတွေပဲကြံရင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်တချို့ကလည်းတပုံတွေပါဖြတ်ပြီးတော့ဒီမှာလည်းမီးတွေပါရှူထားမျိုးတွေ့ရတယ်ဆိုတော့အာနှစ်ယောက်ထဲကတစ်ယောက်တမမုံလို့ရှင်လေနှစ်ယောက်စလုံးကတော့ဒီအခြေအနေမှာ အာ living လောက်နေပြီ living လောက်သွားပြီ moving forward ဖြစ်နေပြီဆိုတဲ့ပုံစံမျိုးကို risk ဒီမှာမြင်ရတယ်အဲ့တော့ဒီမှာကကြတော့လေအာဒါက final enemy ရောက်ခင်ကြားထဲမှာဖြစ်မဲ့အခြေအနေဆိုတဲ့အခါကျတော့တယောက်ယောက်ကတော့ walk away လောက်နေပြီပေါ့နော်ဒီ connection ကနေတဖြည်းဖြည်းတဖြည်းချင်းထွက်သွားနေပြီအာဒါပေမဲ့ဟိုနောက်တစ်ယောက်ကတော့ risk ဒီမှာမြင်တော့ risk loss လေးတွေကတော့ moving forward လောက်နေပြီလို့တော့မြင်ရတယ်အမ်တဖက်လူကပေါ့နော် သူ့ရဲ့အတ္တမာနတွေပေါ့အရန်ရှည်တန်းတင်တာမျိုးတွေ့ရတယ်ပြီးရင်နည်းနည်းလေးမနီဖြူလိတ်လောက်တက်တဲ့သူမျိုးပြီးလို့ရှိရင်အာသူ့ဆရာကြီးသူ့တက်သူနဲ့သူမအဟုတ်အဲ့လိုပုံစံမျိုး character လေး average တစ်ချက်မြင်ရတယ်ဆိုတော့အဲ့လိုလူက original လေးတွေကသူ့ကို moving လောက်သွားတာမျိုးဆိုလို့ရှိရင်သူအဲ့ဒီအခြေအနေမှာတိတ်ပြီးတော့မကျေနပ်ဘူးပြီးတော့ဒီမှာ average မြင်တာကလေအရှိရေးတင်းမှာတော့ကလည်း average ပြောခဲ့တယ်ပေါ့နော်သုံးမွင့်ဆိုင်ချင်းနေเนาะအချစ်ရေးကဒီနှစ်ယောက်ကြားထဲမှာတတိယလူရှိနေတယ်ခဏလေးเนาะတတအောင်နေလို့အဲ့တော့စကားကိုပြန်ဆက်မယ်ဆိုနှစ်ယောက်ကြားထဲမှာက third person ရှိတယ် third party ရှိတယ်သုံးမွင့်ဆိုင်ချင်းအချင်းနေ average တောက်လျှောက်ပြောခဲ့တယ်ပေါ့နော်ဟိုအရှိရေးတင်းမှာတော့အဲ့တော့ဒီမှာကလည်းသုံးမွင့်ဆိုင်ချင်းနေကြီးနဲ့ပဲဖြစ်နေနှစ်ယောက်ကအာ စီးပွားသူပူပေါင်းလောက်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလူတွေရှိနေတယ်ဆိုလို့ချင်းနှစ်ယောက်တူစီးပွားအာပူပေါင်းပြီးလုပ်နေတာမျိုးတွေငွေကြေးပါဝင်ပတ်သက်မှုရှိနေတာမျိုးဆိုလို့ရှိရင်အဲ့ဒီပုံစံမျိုးနဲ့ပေါ့နော်စကားပြောရတာလောက်ကလွဲလို့ရှိရင်ဂျန်တဲ့ကိစ္စတွေမှာကတစ်ဖက်လူက rich ဒီမှာမြင်တာဆိုလို့ရှိရင် သူ့အားနဲ့သူသူ့လူနဲ့သူပေါ့နော်အဲ့တပ်ပါဆန်နဲ့အစဉ်ပြေးနေတာမျိုးတပ်ပါဆန်ကိုပဲရွေးချယ်သွားတာမျိုးတပ်ပါဆန်နဲ့ရှိနေတာမျိုးလောကအရှင် class လေးတွေကိုလက်လွတ်ချလိုက်တာမျိုးကိုမြင်ရတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဟိုကိုအားကိုပါတာတယောက်ထဲတာယာနေဒါပဲဖြစ်ဖြစ်ပေါ့နော်ပူပင်နေတာပဲဖြစ်အရှင် class လေးတွေကတသက်တစ်ဖက်မှာတယောက်ထဲနော်အာတစ်ဖက်မှာကတော့သူကတော့ဇုံတွဲနေဆိုတဲ့ပုံစံမျိုးအခြေအနေတွေတွေ့ကြုံလာရဖို့ရှိမယ်ဆိုတော့ဒီအခြေအနေမှာက originals လေးတွေကလည်းလွှတ်မချနိုင်သေးဘူးเนาะလွှတ်မချနိုင်သေးဘူးအဲ့တော့ final end မရောက်မချင်းကတော့လွှတ်မချနိုင်သေးရဖြစ်တဲ့အတွက်ကြောင့်မလို့အာအနေထားတွေကလည်းတကယ်တကယ်တမ်းမှာကြောင့်အုံနောက်နဲ့ပဲစဉ်းစားစဉ်းစားเนาะဒီမှာနှလုံးသားနဲ့ပဲစဉ်းစားစဉ်းစားကိုယ့်ရဲ့ specific person က originals လေးတွေအတွက်ရွေးချယ်ဖို့တင့်တော်တဲ့လူမဟုတ်ဘူးဆိုတာ ရရှိလာစလီတွေနှလုံးသားထဲကနေလည်းသိနေတယ်။အုံနှောင်းနဲ့လည်းသိနေတယ်။ဆိုတော့ဓာကြီးကိုလင့်လူရှုထားတာမျိုးတွေ့ရတယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင် rich မြင်တာက rich လာစလီတွေကအမြင်ရှုထောင့်ပြောင်းလဲပြီးတော့ဒီအခြေအနေတစ်ခုကိုပေါ့နော်မကြည့်နိုင်သေးဘူးမမြင်နိုင်သေးဘူး။ပြောရမယ်ဆိုလို့ရှိရင် energy awake မဖြစ်သေးတာလို့လည်းပြောလို့ရတယ်။ဆိုတော့ဒီနေသားမှာ ။ဘာများဖြစ်လာအောင်မလဲပေါ့နော်။ကျိုးရှိရှိနဲ့လှမ်းပြီးတော့ကြည့်ရမလား။ဟိုးအရှိကြီးကိုကြည့်ရမလား။ကြည်ဆောင်ကြည့်ပြီးတော့အဆင်ပြေအောင်မလားအဆင်ပြေအောင်မလားအဆင်ပြေအောင်မလားပေါ့နော်။မျောတလင်းလင်းနဲ့မဖြစ်နိုင်တဲ့အခြေအနေတစ်ခုကိုနော်။ပြောရမစို့ကောင်းငင်ရကျဲလေးတစ်လုံးပေါ့နော်။အိုမစခုနိုင်ပြီမဲ့တည်မလားဘယ်ချိန်များငါလက်ထဲရောက်လာမလဲဆိုတော့အဲ့လိုမျောကြည့်နေတဲ့ပုံစံမျိုးကို rich ဒီမှာတွေ့ရတယ်အဲ့တော့ဒီ relationship ကဆက်သွားလဲဒီ၃ယောက်အခြေအနေကြီးနဲ့ပဲဖြစ်မယ်၃ဝန်းဆိုင်အခြေအနေကြီးနဲ့ပဲဖြစ်မယ် toxic relationship ကြီးဖြစ်မယ် ဘလို့မှ healthy ဖြစ်လာမဲ့အနေအထားမျိုးမှာမရောက်လာနိုင်ဘူးတကယ်ကိုနှစ်ယောက်ကြားထဲမှာ toxic ဖြစ်ပြီး toxic relationship ဖြစ်မယ်တယောက်နဲ့တယောက်ကလည်း toxic person ဟိုဖြစ်မယ်ပေါ့နော်ဆိုရဲအတွက်ကြောင့်မလို့ဒီပုံမှာကိုကကြားလေးဒီ connection ကိုလက်မလွတ်ဖယ်နဲ့ရှေ့ဆက်လေးနော်ကို့မှာစိတ်ထောင်းကိုကြည်လေးဖြစ်ပြီးတော့အဲ့ရပေါ်လဲပြီးတော့ဒီမှာ trip သွင်းရတဲ့အခြေအနေဘာတွေပါဖြစ်လာရဖို့ရှိတယ်ဆိုတော့ဒီဟာကတော့ခုန rich reading caption အတိုင်းပဲပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ဘလို့ပုံစံမျိုးအဆုံးသက်တွေဖြစ်လာနိုင်မလဲဆိုတော့ ဂျားထဲမှာဖြစ်လာမယ်ဒီ final end မရောက်ခင်ကြော်ဖျက်ရမယ်အခြေအနေတွေဆိုတဲ့အခါကျတော့ကိုကိုကိုပဲပူချစ်ပါလို့ပဲ rich ကတော့ပြောချင်တယ်အဲဒီမှာဆိုလို့ရှိရင်ကိုဒီအခြေအနေမှာလုံးဝအဲစိတ်ထောင်းကိုကြည်ဖြစ်ပြီးတော့အဲ့ရပေါ်လဲတာမျိုးပဲဖြစ်ဖြစ်တချို့တွေကကြတော့အဲ့ရပေါ်မလဲသည်ဖြစ်စီပေါ့နော်စိတ်မာလို့အပြင်မာတော့ okay အာအဆင်ပြေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဟန်ဆောင်ထားပေမဲ့တကယ်အတွင်းထဲမှာကြိတ်ပြီးခံစားနေရတဲ့သူတွေအတွက်ဘလို့လူမျိုးတွေအတွက်ပဲဖြစ်ဖြစ် နှစ်သိမ့်ဖေးမပေးမဲ့သူเนาะလူတစ်ယောက်ကပေါ်ပေါ်လာအောင်မယ်ဒီမှာ another one เนาะတွေ့ရတယ်ဆိုတော့တခြားသော next person ပေါ့เนาะ new person energy တွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဒီဒီအခု reading ကိုစိတ်ထဲမှာတွေးပြီးကြည့်လိုက်တဲ့လူပေါ့เนาะအဲ specific person ကိုလုံးဝအလုံးစုံလှွတ်ချပြီးတော့မှသာလျင်ကိုဘွားတဲ့ဟိုကိုကိုဖေးမပေးမဲ့သူကိုကိုချင်တာပေးမဲ့သူခယူးဆိုင်ပေးမဲ့သူယူရပေးမဲ့သူလူအသက်သေးဝင်လာဖို့ရှိပါတယ်ဆိုတဲ့အခါကျတော့ ဒီမှာကလည်းလေ risk တစ်ချက်မြင်တာပေါ့နော်တချို့တွေကတချို့တော့အဆောင်လျှောက်တွေကဒီ connection ကိုလွတ်မချသေးတဲ့၍ဒီ connection ကိုလက်မလွတ်သေးတဲ့၍ um rishi las လေးတွေကိုနေမကောင်းဖြစ်အောင်เนาะအဲတချို့တွေကကြာအောင်လဲလူမှုရေးမှာအဆင်မပြေဖြစ်အောင်ပြီးရင်နာမည်ကုန်တဲ့အဲထိခိုက်အောင်เนาะတချို့တွေကကြာတော့လဲဒီမှာအမျိုးမျိုးပုံမှန် orange မြင်ရတယ်ပေါ့เนาะအာငွေရေးကြေးရေးကြက်တဲရအောင်အဆင်မပြေဖြစ်အောင်เนาะစီးပွားရေးတွေအဆင်မပြေဖြစ်အောင်လုပ်ငန်းကိုင်အောင်အဆင်မပြေတခုခုပေါ့ ဟိုတပ်ပနဘောင်းဆောင်အကုန်လုံးနဲ့ကနေ sector တစ်ခုခု ပေါ့နော်အဲတစ်ခုမဟုတ်တစ်ခုမှအထင်းငော့ဖြစ်အောင်နှောက်ရက်ဖြစ်အောင်လာလာပြီးလုပ်နေရမျိုးတွေ့ရတယ်အဲ့တော့ဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့ guardian angel ကိုကလည်းဒီအခြေအနေတစ်ခုကို ending လုပ်ပြီးတော့ပေါ့နော်လုံးဝလွတ်ချပြီးတော့ရှေ့ဆက်သွားစီခြင်းလို့အဲ့လိုမျိုးကိုယ့်ကို sign နေ warning နေပေးနေတာမျိုး risk ဒီမှာအများကြီးမြင်ရတယ်ဆိုတဲ့အခါကျတော့ ရှေးကိုဆက်သွားမယ်ဆိုလို့ရှင်တော့ကိုကလေလုံးဝအရာအားလုံးကြောခိုင်းပြီးရှေးဆက်သွားမယ်ဆိုရင်တော့ရှေးမှာကတော့အနာဂတ်ကတော့အဆင်ပြေမဲ့အနေအထားမျိုးတွေ့ရတယ်ခုန Rich ပြောတယ်လို့မျိုး new person တွေ့လာတာမျိုးပဲဖြစ်ဖြစ်ကိုဘွားကိုတယောက်တည်းကိုဘသားကိုပေါ့နော်အောင်မြင်အောင်ထင်ရှားကြောကြောင်ကိုတကယ်ကိုလုံးဝကျဲလေးတပွင့်လို့ထုံးလင်းတော့ပါအောင်တော့နာမည်ကုန်တဲ့ထင်ရှားကြောကြောင်တလူမျိုးတွေစူးစမ်းလို့ရတယ်ဆိုတော့အဲ့ဒီအခြေအနေလေးဖြစ်လာလိမ့်မယ်ဘာလို့လဲဆိုတော့ခုန Rich ပြောတယ်လို့ရဲ့ ဟိုတချို့တွေကကြတော့အဆောင်ရှောက်တွေအများများတာမျိုးတွေ့ရတယ်တချို့တွေကကြတော့လည်းတကယ်ကိုပေါ့နော်ဒီ connection နဲ့ပတ်သက်ပြီးတော့ um divine beings တခုခုတယောက်ယောက်စီမှာအတ်ထားတာမျိုးတွေ့ရတယ်ဆိုတော့အမျိုးမျိုးပုံပုံပေါ့နော်ဟိုဒီအခြေအနေကိုလွှတ်ချအောင်လို့ကိုယ်တွန်းပို့နေရမျိုးအဲ့တော့သုံးမွင့်တိုင်းအခြေအနေကြီးကဘယ်တော့မှပြီးမှာမဟုတ်ဘူး toxic relationship ပုံစံမျိုးကြီးနဲ့ပဲသွားလိမ့်မယ်။တောက်လျှောက်တည်ရမလား။တစ်ဖက်လူတည်ကိုယ်လည်းလက်မလို့ကိုယ်လည်းမပြတ်တစ်ဖက်ကိုလည်း မပြတ်လက်မလွတ်အဲ့လိုပုံစံမျိုးကြီးနဲ့ပဲသွားမှမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့သုံးဝင်ဆိုင်အချင်းကြီးကတော့ rich တောက်လျှောက်မြင်ရတယ် rich ပြောခဲ့တဲ့အတိုင်းပဲဒီလူဒီလုံးကဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့အတ္တကိုယ့်ရဲ့မာနကိုပဲရှေ့တန်းတင်တယ်သူဖြစ်ချင်တာကိုပဲသွားတယ်အဲ့တော့ကြည့်လိုက်လို့ရှင်တော့ပုံစံလေးကအဲ့လိုမျိုးမထင်ရဘူးအရန်ကြည့်လို့ကောင်းတယ်အရန်ဆွဲဆောင်မှုကောင်းတယ်တကယ်လုံးဝကွာဟို sexiest person ပေါ့နော်လုံးဝဟိုဘယ်လိုပြောမလဲဟိုအရန်ဆွဲဆောင်မှုအားကောင်းတယ် uh, very sexy ပေါ့ rich ဒီမှာမြင်တာတက်တက်ညှို့တက်ပေါ့ကွာကြည့်မလားအရန်ညှို့တက်ကောင်းတယ်ညှို့အားကောင်းတယ်เนาะသူ့ရဲ့မျက်လုံးလေးကစားအယောင်လေးလဲပြီးတော့အရန်ကြည့်လို့ကောင်းတယ်ပေါ့เนาะဆိုတော့တစ်ဖက်လို့ဒီဒါမိန်ကလေးဖြစ်စေယောက်ျားလေးဖြစ်စေပေါ့เนาะဆိုတော့ ဟိုအဲ့ဒီပုံမှာလဲလေသူကသူ့ကိုယ်သူသိတယ်အဲ့ဒီအတွက်ကိုဟိုဘယ်လိုပြောမလဲတလွဲမာနာရှိနေတာမျိုး over proud ဖြစ်နေတာမျိုးเนาะသူ့ကိုယ်သူ confidence level so high ပြီးတော့အရန်ကိုပေါ့เนาะ rich လာစလေးတွေကို manipulate လုပ်ချင်တာမျိုးတွေ့ရအဲ့တော့ဒီလူက rich မြင်တာကသူ့ကိုယ်သူအရန်ပေါ့เนาะယုံကြည်မှုလွန်ကဲပြီးတော့အကုန်လုံးကိုချဲလေထားတာမျိုးချုပ်ကင်ထားတာမျိုးတွေ့ရတယ်အဲ့တော့ rich class လေးတွေတယောက်တည်းကိုပဲချဲလေချုပ်ကင်ထားတာမျိုးမဟုတ်ဘဲနဲ့တစ်ဖက်ကအဲ့ that person ကိုလည်း ူ့ရဲ့လက်ထက်မှာပေါ့နော်ပြောမယ်ဆိုကုတ်ထားတာပေါ့တည်ရမလားချဲလဲထားရချုပ်ကင်ထားရသူသူ့ရဲ့သဘောဆန္ဒအားလုံးအတိုင်းပဲသွားနေတာမျိုးလုံနေတာမျိုးတွေ့ရတယ်အဲ့တော့ဒီအချိန်လေးကိုရအောင်လှုပ်ထွက်မှာကိုဒီအရန်ကို beautiful ဖြစ်တဲ့အာဘယ်လိုပြောမလဲဒီ butterfly လေးလိုမျိုးပေါ့နော်လောကကိုအတောင်ပံကိုပြန်ပြီးပြန်တန်းနိုင်မှာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအချိန်လေးရအောင်လဲ အာအရရှိလာစလေးတွေကိုစောင်းရှောက်နေတဲ့ကိုယုံကြည်ရာကိုးကွယ်ရာအလိုက်ပေါ့နော် divine beings တွေ angels တွေကလည်းအစောင်းရှောက်တွေကလည်းတွန်းပို့နေတာမျိုးတွေ့ရတယ်ထွက်တော်ထွက်တော်ဒီအချိန်တွေကနေယုံထွက်တော်ဒီအချိန်တွေကနေယုံထွက်တော်ဒီတိုင်းထွက်သွားလို့ဟိုမထွက်ဘဲနဲ့ဒီတိုင်းနေနေလို့ရှင်ကလုံးဝဒီမှာကြည့်ပါဦးမျက်ကွင်းနေညိုမယ်ပြီးတော့လုံးဝအဲ့လိုပုံစံမျိုးပေါ့နော်လုံးဝကိုယ့်ရဲ့ energy ဆုပ်ယုပ်ပြီးတော့ဟိုမသိရင်ဟိုသူများပြူစားထားတယ်လို့အဲ့လိုပုံစံမျိုးတွေ ဟိုခံစားရနိုင်တယ်ပေါ့နော်ဒီလိုမျိုးတွေကိုတောက်လျှောက်ဝန်နေနေပြနေရလဲတွေ့ရတယ်တချို့ဆို angel number တွေတွေ့ရချို့တွေဆိုတကယ်ကို sign တွေတွေ့ရချို့ဆိုတကယ်ကိုနမိတ်တွေတွေ့ရတချို့ကကြတော့လဲတကယ်ကိုပေါ့နော်ကိုယ့်ရဲ့အဆောင်ရှောက်တွေ guardian angel တွေကကိုကအိမ်မက်လာပြီးတာမျိုးတွေအိမ်မက်ထဲမှာဒီလို message ရနေတာမျိုးတွေရှိတယ်တချို့တွေနော်ရှိတယ်အဲ့ဒါကိုလင့်လူရှုထားတာမျိုး risk ဒီမှာတွေ့ရတယ်ဒါကြီးကိုလက်မလွတ်ချနိုင်မဲ sub ပိုက်ထားတာမျိုးတွေ့ရတယ်အဲ့တော့အခြေအနေတွေကတော့ ကောင်းမလားဆိုရင်တော့မကောင်းဘူးလွှတ်ချလိုက်တော့မှကောင်းတဲ့အရာတွေတောက်လျှောက်ဖြစ်လာဖို့ရှိမယ်အဲတကယ်ကိုလုံးဝအတောင်ပံဖြက်ပြီးတော့လှလပပလေးဖြစ်လာမယ်ပြန်တတ်နိုင်မယ်လက်ပြားလေးလိုမျိုးစီရှေ့ဆက်အနာကကြုံတွေ့ရမှာမျိုးမြင်တယ်ဆိုတော့ဆက်သွားမယ်ဆိုရင်တော့ toxic relationship ပဲဖြစ်မယ်အခြေအနေတွေကဘလို့မှပြန်ကောင်းလာဖို့မမြင်ရဘူးတစ်ဖက်လူတွေအရန်ကို manipulate လုပ်တယ်အာသူအတွက်သူပဲကြည်တာမျိုးများတယ်ပေါ့နော်တကူအောင်ဆန်နဲ့မာနာကြည်တယ်အတ္တကြည်တယ်ပေါ့ဆိုတော့အဲ့တော့ကြောင့်မလို့ okay ဒါကတော့ final ending မရောက်ခင်ဖြစ်လာနိုင်ခြေရှိတဲ့ဘလို့ပုံစံမျိုးနဲ့အဆုံးသက်သွားမလဲဆိုတဲ့အခြေအနေတွေကို rich ပြောပြပေးသွားတာဖြစ်ပါတယ် reading ကတော့ဒီလောက်ပါပဲပြီးသွားပါပြီခုလိုမျိုးသူနဲ့ကိုယ်နဲ့ကြားမှာအခြေအနေတွေကဘလို့ပုံစံမျိုးနဲ့အဆုံးသက်သွားမလဲဆိုတဲ့ caption အောက်မှာ personal reading major နဲ့သူတွေက rich ရဲ့ facebook page messenger မှာတိုက်ရိုက်လာရောက်ပြီးတော့ booking တင်မေးလို့ရပါတယ် အခုလို reading တွေကိုအမြဲမပြတ်ကြည့်ရှုချင်တဲ့သူတွေက Russia Facebook page, YouTube channel, Telegram channel နဲ့ TikTok ဒါတွေကို join subscribe and follow လုပ်ထားပြီးပြောချင်ပါတယ်ရှင်။နောက်ထပ် reading အစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ Final ending ကြည့်ချင်တဲ့သူတွေကလည်းအရှိ reading video မှာသွားပြီးကြည့်လို့ရပါတယ်เนาะ။ဆိုတော့ဒါကတော့အရှိ reading ရဲ့အဆက်ပါ။ Okay. ကျေးဇူးတစ်ပတ်တင်ရှိပါတယ်ရှင်။နောက်ထပ် reading အစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးတတ်တာ။